ထိုင်းမှာပဲဖြစ်ဖြစ်မလေးမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ဝင်ငွေတွေကောင်းဖို့ customer တွေအများကြီးရဖို့အတွက်ဒီနီလန်းတစ်ခုကိုမဖြစ်မနေကိုသိဖို့လိုပါလိမ့်မယ်။ကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်လိုက်တာပါ။အဲ့တော့ကျွန်တော်ဒီလာအိုကျွန်တော်သွားရဲအာဗီဇာကိစ္စနဲ့ကျွန်တော်သွားရတယ်ပေါ့နော်ကျွန်တော်ရဲ့ business visa ကိစ္စနဲ့သွားရတယ်သွားတဲ့ခါမှာကျွန်တော် long brand one ကိုသွားပြီးတော့မှလဲတယ် လဲတော့ကျွန်တော်ဆိုရင်ရှေးနေတယ်เนาะရှေးနေတော့ကျွန်တော်ဒီစပေးညှက်ဖို့အတွက်စပေးညှက်ဆိုင်ဘယ်လိုရှာရမလဲဆိုပြီးတော့မှကျွန်တော်လိုက်လေ့လာတဲ့အခါမှာကျွန်တော် Google ထဲမှာကျွန်တော်ရိုက်ထည့်လိုက်တယ် Barber Shop in Long Problem ဆိုပြီးတော့မှကျွန်တော်ရိုက်လိုက်တယ်ရိုက်လိုက်တဲ့အချိန်မှာ Google Maps เนาะဒီ Google ထဲမှာပဲ location အနေနဲ့ကျွန်တော်အများကြီးကြာလာတယ်เนาะအဲ့ဒီအပေါ်မှာထိတ်ဆုံးမှမှကျွန်တော်ဒီ Barber Shop ဆိုင်ဆိုင်ကိုသွားကြည့်တယ် Google review တွေ rating တွေလည်းကောင်းတယ် အဲ့တော့ Google Map ထဲမှာလည်း listed လုပ်ပြီးသားเนาะ Google Business နဲ့ listed လုပ်ပြီးသားအဲ့တော့ကျွန်တော်အဲ့ဒီ map ထဲကအဲ့ဒီ site ကိုကျွန်တော်နှုတ်ကြည့်လိုက်တဲ့ခါမှာနိုင်ငံသားတွေအများကြီး review တွေရေးထားတာကိုကျွန်တော်တွေ့တယ်တွေ့လို့ချင်းမဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ Google Map နဲ့အဲ့ဒီနေရာကိုရောက်အောင်သွားလိုက်တယ်သွားလိုက်တော့ Baba Shop site ကတိတိလေးပဲเนาะဟိုလိုအကြီးမဟုတ်ဘူးเนาะအဲ့မှာနိုင်ငံသားတွေအများကြီးပဲတန်းစီပြီးတော့မှစပယ်ညှက်နေကြတာနော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဝင်ပြီးတော့မှညက်တယ်အဲ့တော့ဈေးကဒီဘတ်300လောက်ရှိတယ်ဈေးလို့နည်းတဲ့ထဲမှာတော့မပါဘူး တော့စပင်ညှက်တဲ့သူတွေကအင်္ဂလိပ်လိုကျွမ်းကျင်တဲ့ service ပေးတဲ့သူတွေကအင်္ဂလိပ်လိုရကြတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ဘာပြောချင်တာလဲဆိုတော့အခုဒီဗီဒီယိုကိုကြည့်နေတဲ့ဟာလာနိုင်ငံတကာမှာလုံလုံနေတဲ့လုပ်ငန်းရှင်တွေအနေနဲ့အရေးကြီးတာတစ်ခုကကျွန်တော်တို့ဘာလဲဆိုတော့ SEO ပါနော်အဲ့တော့ SEO ဒီသိက်ကိုရေးကြည့်ပါတယ် SEO ကိုကျွန်တော်တို့ပါခေါ်လဲဆိုတော့ search engine optimization လို့ခေါ်တယ်နော်အဲ့တော့ကျွန်တော်နိုင်ငံတကာမှာရှိတဲ့သူတွေကသူတို့ထုတ်ကုန်တွေဝန်ဆောင်မှုတွေမတုံးခင်မှာသူတို့ Google ထဲမှာအရင်ဆုံးလိုက်ရိုက်ပြီးတော့မှရှာကြတယ် ။ဒါပါတော့ကျွန်တော်ဆိုလို့ရှိရင် travel agent ထောင်ထားတယ်မြန်မာပြည်တုန်းကထောင်ထားတဲ့အချိန်မှာကျွန်တော်ရဲ့ travel agent LM Travel မြန်မာနော် LM Travel မြန်မာဒီကျွန်တော်ကိုကျွန်တော်ဘာလုပ်ထားလဲဆိုတော့ SEO ကိုကောင်းကောင်းလုပ်ထားတယ်။ညငညာသားတွေအနေနဲ့ the best travel agents in Myanmar လို့ရိုက်ထည့်လိုက်ဒါမှမဟုတ် the best travel agent in Mandalay လို့ရိုက်ထည့်လိုက်လို့ရှိရင်အဲ့တော့ကျွန်တော်ရဲ့ SEO ခုန keywords လေးတွေသွားညိတာဖြစ်တဲ့အတော့ Google ထဲမှာကျွန်တော်ရဲ့ website ကြီးအရင်ဆုံးတက်လာတာเนาะအဲ့တော့ ် Google ထဲမှာကျွန်တော် website ရေးလုံးတက်လာတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ Google business နဲ့တက်လာတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ Google business ကိုဟလာဒီနိုင်ငံသားတွေက rating တွေ5 star တွေပေးထားကြတယ်အဲ့တော့အဲ့ဒီ ad တွေကကျွန်တော်ရဲ့ဒီ website ကိုဝင်ကြည့်တယ်ပြီးတော့ map ထဲကနေနှိပ်ပြီးတော့မှကျွန်တော်ရဲ့ဒီ company ကိုရုံးကိုကျွန်တော်တို့ရောက်လာကြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တိုးခီးစင်နေရောင်းရတယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီအဓိကအရေးကြီးတာဘာလဲဆိုတော့ကျွန်တော်တို့ Google ထဲမှာ เนาะအဲ့တော့ Google ထဲမှာကို rating review ကောင်းနေဖို့ကျွန်တော်တို့လိုတယ် Google ထဲမှာကိုယ့်ရဲ့ business ကို list လုပ်ထားဖို့လိုတယ်ကိုယ့်ရဲ့ business ကိုเนาะဒီ Google Map ထဲမှာရောက်နေအောင်ကျွန်တော်တို့လုပ်ထားဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ဘာလို့ဖို့လိုလဲဆိုတော့ခုနကပြောတဲ့ website အဲ့တော့ website ထောင်ထားပြီးတော့မှ keywords တွေထည့်ထားဖို့လိုတယ် နော်အဲ့တော့ဆိုကြပါဦးကျွန်တော်ဆိုလို့ရှိရင်လည်းအခုလောဆယ်ကျွန်တော်ဒီ LM hostel မှာတော့ကျွန်တော် website မထောင်ပါဘူးကျွန်တော်ထောင်ဖို့လုပ်ထားတယ်အဲ့တော့အဲ့တဲ့ဒီအနေနဲ့ဆိုကြပါစို့ hostel in Chiang Mai နော်ကိုယ့်ရဲ့ SEO ဒါကောင်းကောင်းလုပ်ထားပြီးတော့မှ keywords ကောင်းကောင်းညှိထားပြီးဆိုလို့ရှိရင်အဲ့ဒီဟာရှာလိုက်တိုင်းကိုယ့်ရဲ့ hostel ကို Google ကပြပေးမှာဒီခုတော့ကြည့်ကြပါဦးလေအဲ့ဒီ competitor ဆိုတော့အများများမှာပေါ့ဘာကြောင့်လဲဆိုတော့ hostel တိုင်းကနော် SEO ကောင်းကောင်း လုပ်ကြတာပေါ့နော်နိုင်ငံတကာ hostel တိုင်းက SEO ကောင်းကောင်းလုပ်ကြတာပေါ့ဒါပေမဲ့ anyhow ကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေလုပ်ငန်းရှင်တွေဒီနေဘာလို့ ਆ မှာလဲဆိုတော့ Google ထဲမှာကိုယ့်ရဲ့ကုမ္ပဏီကိုယ့် website ရဲ့ SEO ကောင်းပြီးတော့မှသက်ဆိုင်ရာ keywords နဲ့ရှာလိုက်ပြီဆိုလို့ရှိရင် first page ကိုရောက်လာအောင်မ Google ထဲမှာရောက်လာတဲ့အနေအထားဖြစ်အောင်ကျွန်တော်တို့စူးစမ်းပါအဲ့ဒါဆိုလို့ရှိရင် customer တွေကကိုယ့်ရဲ့လုပ်ငန်းကိုသိပြီးတော့မှလာပါလိမ့်မယ်ဖောက်တယ်တွေအများကြီးရပါလိမ့်မယ် ီကြောင်းတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေကအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောတတ်ပါတယ်။ကိုယ်တို့အကျိုးစုံတွေရတဲ့ solution ကိုထုံးစံတိုင်းမှာ comment မှာ yes လေးပေးပါ။ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညံလဲအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။